ဲ့ဒါလို့ ਨੇ သူ့ယုံကြည်ကိုးကွယ်တဲ့အစတတမင်းကနန်းစီစိန်ရလိုက်ပြန်တယ်ပေါ့နော်ဘယင်ဖြစ်သွားတယ်အဲ့ဒါလို့ဘယင်ဖြစ်ပြီဆိုတဲ့အခါမှာဖះကိုလောက်ကြံတက်ဖြတ်ဖို့ဆိုပြီးတော့ဒီဝရကလက်ဖြောက်လေးသမားတွေကိုတောင်းလိုက်တယ်30နဲ့တယောက်30နဲ့တယောက်တောင်းလိုက်တယ် ဖျားတတ်ဖို့ဆိုပြီးတော့လူသက်သမားတွေလက်ဖြောင်လေးပြလေးသမားတွေကိုတောင်းခုခေတ်ဆိုရင်တော့တနတ်ပေါ့နော်လက်ဖြောင်တပ်သားတွေတောင်းလိုက်တာဘီရင်ကြီးကလည်းအမိန့်ချလိုက်တယ်ဇာတသက်ဘီရင်ကအမိန့်ချလိုက်တယ်ကဲမင်းတို့ရှင်ဒေဝရသီသွားသူခိုင်းတဲ့အတိုင်းလှုပ်ချာဆိုအမိန့်ပေးတယ်ရှင်ဒေဝရကရှုပ်ဝက်ထားတဲ့ဒါတွေကို ူစီကိုလက်ဖြောင့်လေးသမားတွေရောက်လာကြတယ်လက်ဖြောင့်လေးသမားတွေရောက်လာတဲ့အခါကျတော့တယောက်နဲ့တယောက်မသိစေအောင်သူကပထမအဆုံးလက်ဖြောင့်လေးသမားတယောက်ကိုမင်းဒီလမ်းကသွားအာဇဂျိုမြို့ကေစုကုတ်တောင်ချေမှာရဟန်းဂေါရမသရင်တော်နေတာရှိတယ်အဲ့ဒါသွားသွားပြီးတော့မင်းလေးနဲ့ပြည့် ရဟန်းတော်မကိုလောက်ကြံတက်ဖြတ်ရမယ်ဆိုဒေသမားလွတ်လိုက်တယ်လွတ်ပြီးတဲ့အခါကျတော့အမှုမပေါ်အောင်နှုတ်ပိတ်တာဘယ်လိုလုပ်တုံဆိုတော့မင်းရဟန်းတော်မကိုပြတ်တတ်ပြီးဘယ်လမ်းကလာခဲ့ဆိုလမ်းမှာပေးလိုက်တယ်သူကအဲ့ဒီလမ်းကပြန်ခဲ့တေချာမှားတာနော်မင်းဘယ်လမ်းကသွားပြန်လာရင်ဘယ်လမ်းကလာခဲ့လုတ်ပြီးရင်ဘယ်လမ်းကလာခဲ့အဲ့ဒီတူလာမဲ့လမ်းကိုလေးသမားနှစ်ယောက်အဆောင်ချထားတယ် တိတ်တိတ်ပုံဆောင်ချလာအေးဟိုကောင်တယောက်လာလိုက်မယ်မင်းတို့ပြစ်မလွတ်စင်နဲ့ဒီကောင်တယောက်နဲ့နှစ်ယောက်ဆိုတော့တေးချောင်လောက်တာနော်နှစ်ယောက်အဲ့ဒီနှစ်ယောက်ကိုလည်းပဲအဲ့ဒီကောင်ကိုတတ်ပြီးရင်မင်းတို့ဒီလမ်းဘယ်လမ်းကပြန်ခဲ့ဆိုပြီးတော့တေးချမာတာလမ်းနေအဲ့ဒီလမ်းမှာ၄ယောက်ချထားတယ်ခိုး၂ယောက်ကိုပြတ်တတ်ဖို့၄ယောက်ချထားတယ်တခါအဲ့ဒီ၄ယောက်ကိုလည်းပဲ ဘယ်လမ်းကပြန်ခဲ့လို့ဆိုပြီးတော့လမ်းနေမှားထားပြီးတော့ရှစ်ယောက်ချတာအဲ့ဒီရှစ်ယောက်ကတက်တပ်ပြီးရင်မင်းတို့ဘယ်လမ်းကပြန်ခဲ့ဆိုတော့ရှစ်ယောက်ကပြန်လာမယ်လမ်းကိုတော့၁၆ယောက်ချတာကဲလေးသမားတွေအများကြီးပဲ30ကျော်ချတာအဲ့ဒါအမှုမပေါ်အောင်လုပ်တာလေဘလောက်ညံကောင်းလို့စဉ်းစားကြည့်ရောအမှုမပေါ်ဘူးသူတတ်တာမှမသိအောင်အမှုမပေါ်အောင်လုပ်တယ် အဲ့လိုစီမံပြီးတော့သူလဲမင်းသားဆိုတော့လောက်တက်မှာပဲဒါတွေကနော်ကလိန်ကချစ်တွေလောက်တက်တာအဲ့တော့သူစီမံချက်အတိုင်းလေးသမားတယောက်ကသွားရောခိုးရောက်တဲ့အခါကျတော့မြတ်စွာဘုရားထိုင်နေတာတွေ့တယ်တပါးတယ်မြတ်စွာဘုရားလည်းမြင်လိုက်ရော ဒုတုံနေတဲ့သူမလုတ်ရဲဘူးနော်ဖះရရဲ့ဘုံတော်ကိုနဲ့မျက်နာနဲ့တည်းမဲ့သူကြောက်ရွံ့ပြီးဘာလို့အမှမသိကြောက်ကြောက်ကြောက်လန့်လန့်နဲ့အဲ့ဒါလိုခက်လန့်လန့်ကနေမြတ်စွာဘုရားကိုကြည့်ပြီးကြောက်လန့်နေအဲ့တော့မြတ်စွာဘုရားမြင်တော့လာခဲ့လို့လှမ်းခေါ်လိုက်ပြီးတော့သူ့ကိုမြတ်စွာဘုရားတရားဟောတယ်တရားလဲဟောလိုက်ရောတရားသူတတ္တဗံဖြစ်သွားတယ် ်မြတ်စွာဘုရားကမင်းဒီလမ်းကမပြန်နဲ့တခြားလမ်းကပြန်လမ်းလွှဲပြီးတော့လွှတ်လိုက်တယ်အဲဒီတော့လမ်းကသူ့တတ်မလို့စောင့်နေတဲ့ကောင်တစ်ယောက်ကဒီကောင်မလာမလာနဲ့လိုက်လာတော့လိုက်လာတော့ဘုရားနဲ့ပဲပဲမှာတွေ့ပြန်ရောသူသူတို့ကဘုရားတတ်ဖို့မဟုတ်ဘူးလေဟိုလူတတ်ဖို့ဟိုလူရှာမတွေ့တာနဲ့ဘုရားစီရောက်လာကြတော့ဘုရားကသူတို့လည်းတရားဟောလိုက်တယ်ကျွတ်သွားပြန်ရောနောက်ထပ်သူတို့သူတို့နှစ်ယောက်ကိုတတ်မဲ့လူ၄ယောက်က မလာမလာနဲ့ဆိုလိုက်လာကြပြန်ဖះနဲ့တွေ့ပြန်တွေ့တော့ဖះကနေပြီးတော့တရားဟောလိုက်ကျွတ်သွားတခြားလမ်းကပြန်သွားကြလူရှိယောက်ကလွဲတော့ပြန်လွဲသွားတော့လိုက်လာပြန်ရောရသော်ဖះတရားဟောအကျွတ်တရားရတခြားလမ်းကပြန်ခင်းလိုက်တယ်16ယောက်ကစောင့်အောင်တာမလာဘူးမလာတဲ့အခါကျတော့သူတို့လည်းလိုက်လာကြတော့ဖះနဲ့တွေ့ဖះဟောတော့အားလုံးဟာအကျွတ်တန်းဝင်သွားကြဒေဝရရဲ့ဒီ တ်ဖြတ်တုတ်တင်ရေးလမ်းစဉ်ကြီးဟာမအောင်တော့အကုန်လုံးကိုယ်ကဖြစ်သွားဒီလိုဆိုတော့လောက်ကြံတက်ဖြတ်တဲ့လမ်းကြောင်းကြီးတွေအကုန်လွဲချော်ပြီးတော့အကုန်လုံးသွားတယ်တဲ့ဟုတ်အဲ့ဒါလို့လောက်တာနော်လေးသမားတွေလှုပ်ပြီးတော့အဲ့လိုတက်ခိုင်းတာအဲ့ဒါလို့မရတဲ့အခါကျတော့ဒေဝရကအခဲမကြည့်ဘူးခဲမကြည့်တော့အေးရန်ကောရမကိုငါကိုယ်တိုင်တတ်မယ်ဆို ရသော်ဗျာဂိစကုတ်တောင်ဆောင်မှာတောင်ရိပ်မှာအမြဲတမ်းလို့လို့တော့အကြောင်းမှာသတင်းသုံးပြီးစဉ္ညာရှောင်နေထက်တယ်ရသော်ဗျာနေတဲ့နေရာသူကတိထားပြီးသားကြီးမားတဲ့ကြောက်တုံးကြီးတစ်ထုံးကိုသူကရင်သွားပြီးတော့အဲ့မှာရသော်ဗျာစဉ္ညာရှောက်တဲ့အချိန်လှိမ့်ချတိုင်ချတဲ့အခါကျတော့ကြောက်ဆောင်ကြီးနှစ်ခုနဲ့ဝင်ပြီးတော့တိုက်လိုက်တဲ့အခါအဲ့ကြောက်တုံးကြီးကအောက်ထီအောင်မကြောက် ကျောင်းတော်ကြီးကကနေဝင်ဆောင်လိုက်ပြီးတော့တတော်လုံးတတော်လုံးဟိမ့်သွားပြီးတော့ကြောက်ချင်းရိုက်ခတ်တဲ့အတန်ကြောင်ဟိမ့်သွားပြီရိုက်ခတ်တဲ့စွမ်းအားနဲ့ပဲကြောက်ဖက်ကြီးတစ်ခုကနေကွာပြီးတော့မြတ်စွာဘုရားခြေတော်ဝင်းမှန်ပါလေရောမြတ်စွာဘုရားခြေတော်ကိုထိလိုက်တော့အလွန်မဲနာကျင်ပြီးတော့ရှစ်ဆက်လမ်းမလျှောက်နိုင်တော့ကျောင်းတော်ကြီးလှိမ့်ချလိုက်တဲ့အတန်တို့ကျောင်းတော်ကြီး ခတ်မိတဲ့အတန်တို့တရောလုံးတရောလုံးဟိမ့်သွားတဲ့အခါရဟန်းတန်ဃာတွေဟာပြေးလာကြမြတ်စွာဘုရားထိသွားတယ်ဆိုတာလည်းသိတော့ပြေးလာကြပြီးတော့ထန်းစင်နဲ့ထမ်းပြီးတော့မြတ်စွာဘုရားကိုစီဝကဆရာကြီးရဲ့ဥယျံဘက်ကိုခေါ်သွားပြင့်သွားကြတယ်ပေါ့နော်အဲ့ဒီပြင့်သွားတာမြတ်စွာဘုရားထမ်းစင်နဲ့ထမ်းယူသွားတာလမ်းမလျှောက်နိုင်တော့ဘူး6တောက်တန်ရာရသွားတယ်လေ ရသော်ဗျာအသားတော်ကတော့ကွဲပြဲသွားတာမရှိဘူးတဲ့ဒါပေမဲ့ခြိမတစ်ခုလုံးဟာသွေးစိမ့်တီသွားပြီးတော့ရောင်အံ့ပြီးတော့လမ်းမလျှောက်နိုင်လောက်အောင်ဖြစ်သွားတယ်ရန်တန်ကားတွေကထန်းစင်နဲ့ထန်းပြီးတော့မြတ်စွာဘုရားကိုပင့်သွားဟောကြတော့ဆရာစီဝကစေကုသပေးရတယ်စဉ်းစားတာကြည့်တော့ရန်တန်ကားတွေကဘလောက်စိုးရိမ်ပြီးတော့ရောက်ရခတ်နေကြမယ်တရင်နေမျိုးမျိုးပြောကြတယ် ေးဒီဝထကဖះတတ်မလို့လေကြိုးစားနေပြီဖះကိုတတ်ဖို့လှုပ်ထားတဲ့လှုပ်ထားတဲ့လေသမားတွေလွတ်တုံးကတော့အတန်သိပ်မကြားလိုက်ဘူးတိုးတိုးတိတ်တိတ်နဲ့ပြီးသွားတယ်ကြောက်တုံးလိမ့်ချလိုက်တဲ့အချိန်ကျတော့အားလုံးကဟိုးလေးတွေကြော်ဖြစ်သွားတယ်ဟိုးလေးတွေကြော်ဖြစ်သွားတော့ယဟန်တန်ဃာတွေကစိတ်မချဘူးမြတ်စွာဘုရားအနိပါမလာပြီးတော့ကင်းဆောင်ကြတာပေါ့နော်ခုခေတ်လို့ဆိုရင်ကင်းဆောင်တာပေါ့ ဆာရွတ်တဲ့ကိုရောရွတ်စင်းညာလျှောက်တဲ့ကိုရောလျှောက်ဒုတ်တီတော့ပါမထင်ပါဘူးအဲ့တော့အဲ့လိုကင်းဆောင်ပြီးတော့နေကြတဲ့အခါမြတ်စွာဘုရားကအတန်ကြားတော့ခေါ်တယ်ဘာလို့ကြတာလဲခေါ်ပြီးတော့ဒီလိုပဲမြတ်စွာဘုရားကိုဒေဝရကလောက်ကြံမှုကြမ်းနေတယ်စိုးရိမ်လို့မြတ်စွာဘုရားကိုကာဝယ်ဆောင်ရှောက်ဖို့အခုလို့ လုံုံရေးယူကြတယ်ပေါ့နော်လုံုံရေးယူထားတယ်လို့ဆိုမြတ်စွာဘုရားငါ့ကိုစောင့်ရှောက်ဖို့မလိုပါဘူးဆိုပြီးတော့ဖရာဟောတဲ့ဂါထာလေးကဂါထာတော့မဟုတ်ဘူးစုံနီရလေးပေါ့အထာနာမေတံဘိက္ခွေအနဝကာသောယံပရုပက္ကမေနတထာဂတံဇီဝိတံဟောရောပိယအနုပက္ကမေနဘိက္ခွေတထာဂတာပရိနိဗ္ဗာန်ယံတိအတိဘေကသူတော်ဘာတွေလုံးလပြောကားနဲ့မြတ်စွာဘုရားကို တေးအောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဖြစ်နိုင်စရာအကြောင်းလုံးဝမရှိဘူး impossible လို့ပြောတာအဋ္ဌာဏမိတ္တ impossible ဘယ်နည်းနဲ့မှမဖြစ်ဘူးဖျားဆိုတာဟာသူတစ်ပါးရဲ့တပ်ဖြတ်မှုမပါဘဲနဲ့သဘာဝအတိုင်းသာလဲပြိဋိဘံဆံရိုးရှိတယ်ဆိုတဲ့ဒီစကားကိုမိတ်ချတာနော်အဲ့ဒီအဋ္ဌာဏမိတ္တဘိက္ခဝေအနဝကတော့အဋ္ဌာဏဆိုတာ ဖြစ်နိုင်စရာအကြောင်းမဟုတ်ဘူးအနောကတော့ဖြစ်နိုင်တဲ့အခွင့်အရေးမရှိဘူးယံပရုပက္ကမေနတထာဂတံဇိဝိတောရောပိယသူတော်ဘာတွေကလုံလပြုတ်ပြီးတော့မြတ်စွာဘုရားကိုတတ်တယ်ဖြတ်တယ်ဆိုတာမဖြစ်နိုင်ဘူးတဲ့လုံးဝမဖြစ်နိုင်ဘူးအနုပက္ကမေနဘသူရဲ့လုံလမှာမပါပဲနဲ့တထာဂတပြိနိဗ္ဗာန်ယံတိဘုရားဆိုတာသူ့အလိုလျောက်တာ ရိနိဗ္ဗာန်ဆန္ဒသူများတတ်လို့မသေးဘူးလို့ဆိုလိုတယ်ပေါ့အဲ့ဒါလေးကိုမန္တန်အဖြစ်အသုံးချကြတယ်နော်မန္တန်အဖြစ်အသုံးချလို့ရတယ်တဲ့ယုံကြည်လို့ရှိရင်တော့လောက်ပေါ့သူများတွေကကိုယ့်ကိုလှုပ်ကြံတတ်ဖြတ်ခြင်းကမတတ်နိုင်ဘူးတဲ့တချို့ဆရာတော်ကြီးတွေအဲ့ဒါကိုရွတ်တယ်သူများတွေကမလှုပ်ကြံနိုင်ဘူး ြတ်စွာဘုရားကိုခုံကိုအာယုံပြုတ်ပြီးတော့အထာဏမေတံဘိက္ခူေနဝကံသောယံပုပ္ပကဝေနတထာဂတံသုဝိတဝရောပိယအနုပ္ပကဝေနဘိက္ခူေတထာဂတာပြိဋိဘယန္တိဆိုတဲ့ဒီစာပိုက်ကလေးကိုအမြဲတမ်းရွတ်ဖတ်တည်းဆဲပြီးတော့မြတ်စွာဘုရားကိုကြည်ညိုတဲ့အနေနဲ့ကုသိုလ်စိတ်တွေပွားမယ်ဆိုရင်တော့အကျိုးတော့ဖြစ်မှာပါပဲတည်ချတယ်နော် ဘုန်းကြီးတို့မှတ်တမ်းတွေထဲမှာမြန်မာနိုင်ငံမှာတစ်ချိန်တုန်းကဒီလွတ်လပ်ရေးမရခင်အချိန်ဒုတိယကမ္ဘာစစ်အပြီးမှာပလေယောဂါတွေကြီးကျက်ဖြစ်တယ်အင်္ဂလိပ်လက်ထက်ကနောက်ပိုင်းမှာပလေယောဂါတွေတားဖြစ်တယ်အင်္ဂလိပ်ပြန်ဝင်လာတဲ့အချိန်နဲ့တူပါတယ်ဒုတိယကမ္ဘာစစ်မှာပလေယောဂါတွေဖြစ်တယ်ဂျွာတွေမှာတိမ်ပြီးတိမ်ဆိုတာလို့လူတွေဟာသိဆုံးကြတယ် အဲ့လိုအကြီးအကျယ်ပလိယောဂါတွေဖြစ်တဲ့အခါပြိတ္တော်တွေရွတ်ကြနောက်ဆုံးမှာအဲ့လိုပြိရွတ်တာတောင်မှပဲသိဆုံးမှုနှုံနာကရော့မကြသေးဘူးတဲ့အဲ့ဒီမှာဘုန်းကြီးတို့ရဲ့ဆရာတော်ကြီးကဓနုဗျူစံကင်းရွာမှာတရင်တုံးတာအဲ့တော့အမှုစံကင်းဆရာတော်လို့ခေါ်တယ် အဲ့ဒီဓနုပြူဆိုင်ငယ်မှာနေတဲ့အချိန်မှာဆိုင်ငင်းရွာမှာပြေယောဂါတွေဖြစ်တဲ့အခါဒါတွေရွတ်တာနောက်ဆုံးမှာဆရာတော်ကြီးကပရိတ်တေကြီးပဲမဟုတ်ဘဲနဲ့အထာဏမေတံထည့်ပြီးတော့ရွတ်တဲ့အခါကြတော့မှာအသေးပြောက်နေဟာရန်နာသွားတယ်လို့ဒီလိုဆိုတယ်အဲ့ဒါလို့မှတ်ထားတာရှိနော်ဒါကဘာဖြစ်လို့လဲဆိုတော့ပြေယောဂါကြောင့်လူတွေသေသေတာတော့ယောဂါကြောင့်သေတာ တေဘာများလာတဲ့အခါကျတော့မကောင်းဆိုးဝါးတွေရောက်လာတာပေါ့နောက်ဆုံးမှာယောဂကြောင့်တေးတာတဲ့မကောင်းဆိုးဝါးကြောင့်တေးတာတွေများလာဒါကြောင့်မလို့ပရိတ်တွေရွတ်အတ္တနာမိတ္တရွတ်တဲ့အခါကျတော့မကောင်းဆိုးဝါးတွေဟာမနေနိုင်ဘူးထွက်ပြေးကုန်ကြတယ်အဲ့ဒါလို့ ਨੇ ယောဂဝေဒနာတွေပျောက်ကင်းသွားတယ်လို့ဒီလိုဆရာတော်ကြီးမိန်ကြားတဲ့စကားကိုကိုးကားပြီးတော့ရေးထားတာတွေရှိတယ်အခုလိုပဲကျွန်တော်ရဲ့ဓမ္မဝန် channel ကနေဓမ္မမိတ်ဆွေတို့အတွက် ဓမ္မဘုသူဒ္ဓဖြစ်စရာနဲ့ဓမ္မဘုသူဒ္ဓရစရာများကုသိုလ်ဖြစ်ပွဲများကိုအမြဲတင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါတယ်။အသေးအသေးတင်နိုင်သိအောင်လို့ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ကြပါဦးများဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာကျမ်းသာကြပါစေဗျာ။